ရှင်များအားလုံးမင်္ဂလာပါခင်ဗျာအဲကျွန်တော်ပြင်ရဲတယ်ဒီကျွန်တော်မိတ်ဆွေတွေကမေးကြတယ်ဗောနော်အဲ့တော့အိမ်ရောင်းခြင်းတို့လို့ဘာရောင်းခြင်းတို့လို့ဘာလေးတွေရောင်းထွက်အောင်ဘယ်လိုလုပ်ရမလဲဗောနော်အိမ်ရောင်းထွက်ခြင်းတို့အိမ်ရောင်းပစ္စည်းတွေရောင်းထွက်ခြင်းတို့နေရင်ချမ်းနေတိုက်တွေကားတွေရောင်းထွက်ခြင်းတို့ဆိုပြီးကျွန်တော်မေးကြတယ်ဗောရောင်းထွက်အောင်ဘယ်လိုတက်ရရမလဲဗော တော့ကျွန်တော်အဲ page မှာလည်းကျွန်တော်ပြောထားခဲ့တာရှိတယ်အိမ်ရောင်းခြင်းဘာတွေလုပ်ရမလဲပေါ့နော်တင်းနေတော့နေပစ္စည်းနဲ့ကားရောင်းခြင်းဘာတွေလုပ်ရမလဲအဲအားမျိုးတွေပြောခဲ့ဥစ္စာလေးတွေဟိုစာလေးတွေနဲ့တင်ခဲ့တယ်ပေါ့အခုလို video file တင်တာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့စာလေးတွေရေးပြီးတင်ခဲ့တာရှိခဲ့ပါတယ်အခုရလေးကိုလည်းကျွန်တော်ပေတင် edit တွေကမိတွေကြလို့ကျွန်တော်အခုတင်းနေနေနဲ့စားတဲ့ပစ္စည်းမှန်တယ်များမအိမ်မဲဖြစ်ဖြစ်ပေါ့နော် အုပ်ပဲဖြစ်ဖြစ်ကျွန်တော်အင်းပဲဖြစ်ဖြစ်အိမ်ဆော့ပစ္စည်းပဲဖြစ်ဖြစ်အေးအချိုရည်ပဲဖြစ်ဖြစ်ပေါ့အဲ့တော့တနေ့ဦးနေ့နဲ့ဆားတဲ့ပစ္စည်းတွေရောင်းထွက်အောင်ဘယ်လိုတိုင်ရရလဲဆိုတာကိုကျွန်တော်ရင်းဆုံးပြောပြပေးပါအောင်မယ်ရင်းဆုံးပြောပြပေးမယ်အဲ့တော့ကျွန်တော်မိတ်ဆွေကအိမ်ရောင်းထွက်ခြင်းလေဆိုပါဆိုအိမ်လေးတစ်လုံးရှိတယ်ကိုယ့်အိမ်လေးရောင်းထွက်ခြင်းလို့ဒါမှမဟုတ်ရောင်းမထွက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ရောင်းထွက်လို့ကြံ့ကြံ့နေလို့ပဲဖြစ်ဖြစ်ရောင်းထွက်ခြင်းလေဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်အိမ်ရောင်းထွက်ဖို့အတွက် တနင်္ဂနွေနေ့မနေ့ကျွန်တော်တို့9နာရီကနေပြီးတော့10နာရီခွဲအတွင်းတနင်္ဂနွေနေ့မနေ့9နာရီကနေ10နာရီခွဲချိန်မှာရောင်းနေတဲ့အိမ်ကိုရောင်းနေတဲ့အိမ်ကိုယ့်ရဲ့အိမ်ပေါ့နော်ကိုရောင်းမဲ့အိမ်ကိုရောင်းနေတဲ့အိမ်ကိုကျွန်တော်တို့ပြင်းတော့သိညွန်17ညွန်ပြင်းတော့သိညွန်17ညွန်အဲ့တော့ပြင်းတော့သိညွန်17ညွန်နဲ့ကိုရောင်းနေတဲ့အိမ်ကိုကျွန်တော်တို့အိမ်နောက်ကနေပြီးတော့အိမ်ရှိကိုကျွန်တော်တို့6ချက်ရိုက်သွားမယ်ဒီအိမ်ဝယ်မဲ့သူမြန်လာမြန်ရောက်ထွက်ပါသေးတယ်။ဒီအိမ်ဝယ်မဲ့သူမြန်လာမြန်ရောက်ထွက်ပါသေးတယ်။ဒီအိမ်ဝယ်မဲ့သူမြန်လာမြန်ရောက်ထွက်ပါသေးဆိုပြီးအိမ်နောက်ကနေပြီးတော့ကျွန်တော်အိမ်ရှိတွေကိုကျွန်တော်တို့ ပြင်းတော်သွင်းညွန့်ဆက်တဲ့ညွန့်နဲ့ကျွန်တော်ရောင်းချင်တဲ့အိမ်ကိုကျွန်တော်တို့ခြောက်ချက်ရိုက်မယ်အဲ့တော့အိမ်ကြီးအဲ့ဒီမျိုးဓာတ်ရိုက်တဲ့ခါမှာကျွန်တော်တို့အိမ်ရဲ့တကားမကြီးကိုဖွင့်ထားမယ်တက်စီယိုရှိတယ်ဆိုတက်စီယိုတကားကိုဖွင့်ထားပြီးတော့ကျွန်တော်ရိုက်မယ်အဲ့တော့အိမ်ကကျွန်တော်အနောက်ကနေပြီးတော့ရှေ့ကိုကျွန်တော်တို့ပတ်လန်းသွားလို့မရဘူးဆိုရင်အိမ်ရဲ့တကားမကြီးကိုခုနကပြောတဲ့ပြင်းတော်သွင်းညွန့်ဆက်တဲ့ညွန့်နဲ့ပဲခြောက်ချက်ရိုက်မယ် တော့တခြားရိုင်းတိုင်းမှာကျွန်တော်ဒီအိမ်ဝယ်မဲ့သူအမြန်လာအမြန်ရောက်ထွက်ပါသေးဒီအိမ်ဝယ်မဲ့သူအမြန်လာအမြန်ရောက်ထွက်ပါသေးဆိုပြီးပြောပြီးကျွန်တော်6 6ချက်ရိုင်းမယ်အနည်းဆုံးတော့ကျွန်တော်၄ပတ်လောက်ရတယ်အဲ့တော့တနင်္ဂနွေနေ့9နာရီရနေပြီးတော့10နာရီခွဲအတွင်းပေါ့နော်အဲ့ဒီအချိန်တွေမှာကျွန်တော်၄ပတ်လောက်ရတယ်အဲ့တော့တချို့ကလည်းကျွန်တော်၄ပတ်အတွင်းမှာရောင်းထွက်တာလည်းရှိတယ်အဲတချို့ကလည်း၄လအတွင်းမှာရောင်းထွက်တာလည်းရှိတယ်အဲ့တော့တချို့ကလည်းလုံးဝရောင်းမထွက်တာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုပြောတဲ့အတိုင်းအချိန်အတိုင်းအိုင်နေ့အတိုင်းအရုပ်ဝတ္ထုပစ္စည်းအတိုင်းအခုကျွန်တော်ပြောတဲ့အတိုင်းနေ့ကျွန်တော်ဓာတ်ရိုက်ဖို့လို့လိုတယ်ကာလပေါက်စီဖြစ်ဖို့လို့လိုတယ် တော့ကျွန်တော်တို့ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်180ရာခိုင်နှုန်းကိုကျွန်တော်အမြန်ရောင်းထွက်စေပါတယ်ကျွန်တော်မှလည်းကျွန်တော်ပြည်ရင်ဧည့်တွေပစ္စည်းတွေရောင်းထွက်အောင်ကျွန်တော်နေတိုင်းဒိတ်တိုင်းလုပ်နေတာရှိတယ်ပေါ့နော်အဲ့တော့အဓိကဒီတော့ကျွန်တော်ကာလပေါ်စီလေးတော့ဖြစ်ရမယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုလေးတော့ကျွန်တော်ပြနိုင်ဖို့တော့လိုတယ်အဲ့တော့မိတ်ဆွေအနေနဲ့ကျွန်တော်အိမ်မမဟုတ်ဘူးကိုတက်ကပြောခဲ့လို့ပဲတနင်္ဂနွေနေ့ပစ္စည်းကျွန်တော်အုပ်ပဲဖြစ်ဖြစ်ကျွန်တော်အင်းပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဆောက်ပစ္စည်းပဲဖြစ်ဖြစ်အေးတို့အချွေတို့ပဲဖြစ်ဖြစ်အဲ့ပစ္စည်းတွေတနင်္ဂနွေနေ့နဲ့စားတဲ့ပစ္စည်းတွေမှန်တယ်များရောင်းထွက်ခြင်းတနင်္ဂနွေနေ့မနက်9:00နာရီကနေ10:00နာရီခွဲအတွင်းမှာကျွန်တော်ပြင်းတော့တဲ့ညွန် ဆက်တဲ့ညွန့်နဲ့ကျွန်တော်တို့6ချက်ရိုက်ပြီးမအုပ်ဆိုလဲဒီအုပ်တွေဝယ်မဲ့သူမြန်လာအမြန်ရောက်ထွက်ပါစေပေါ့နော်အင်းဆိုလဲကျွန်တော်တို့ဒီအင်းပေါ့အရှော့ပစ္စည်းအရှော့ပစ္စည်းဝယ်မဲ့သူမြန်လာအမြန်ရောက်ထွက်ပါစေဆိုပြီးကျွန်တော်တို့အတန်မှန်မှန်နဲ့ပြောပြီးကျွန်တော်တို့ရိုက်ပြီးမယ်အထက်ဆုံးတော့ကျွန်တော်ဒီဘက်လေးချိန်တော့လို့ရပါတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ပြောပြတဲ့ဟာတွေကတနည်းနည်းနဲ့စတဲ့ပစ္စည်းတွေရောင်းထွက်အောင်ကျွန်တော်မိတ်ဆွေတွေ ငွေတွေအိတ်နေတာမကြည့်ရလို့အဲ့တော့တနင်္ဂနွေနေ့နဲ့ပစ္စည်းတွေအိမ်မဲ့ဖြစ်ဖြစ်ပေါ့နော်စာဝူးတွေပဲဖြစ်ဖြစ်ကျွန်တော်ရောင်းမထွက်တဲ့ပစ္စည်းတွေရောင်းထွက်အောင်အခုကျွန်တော်ပြောတဲ့အတိုင်းနေ့စနေ့တိုင်းအိုင်းလောက်ပါအဲဆောင်ရွက်နိုင်တယ်ပေါ့နော်ဆောင်ရွက်နိုင်တယ်ဆိုကျွန်တော်တိတိတတ်တာထူးခြားတာလေးကျွန်တော်ပြပါလိမ့်မယ်အဲ့တော့အခုတော့တနင်္ဂနွေနေ့နဲ့စားတဲ့ပစ္စည်းတွေကိုရောင်းထွက်အောင်အောင်ပြောခဲ့တာပေါ့နော်အဲ့တော့နောက်ဗီဒီယိုဖိုင်နီမှာလည်းကျွန်တော်ဟိုတခြားနန်နဲ့စားတဲ့ ပစ္စည်းမျိုးပေါ့နော်တနင်္လာနေ့နဲ့စားတဲ့ပစ္စည်းတွေရောင်းထွက်ခြင်းဆက်ပစ္စည်းတွေအင်္ဂါနေ့နဲ့စားတဲ့ပစ္စည်းတွေရောင်းထွက်ခြင်းဘာလို့ရမလဲပေါ့လူနေ့နဲ့စားတဲ့ပစ္စည်းတွေရောင်းထွက်ခြင်းဘာလို့ရမလဲဆိုတော့ကျွန်တော်ဗီဒီယိုဖိုင်လေးတွေကျွန်တော်တင်ပေးသွားပါမယ်အခုကတော့ကျွန်တော်ဒီဟာလေးတွေကိုကျွန်တော်စာလေးကြပြီးစာအတင်ငယ်ဘူးလေကျွန်တော် Facebook မှာပေါ့နော်အခုကတော့ဗီဒီယိုဖိုင်လေးကျွန်တော်ပြန်လုပ်ပြီးကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ငွေတွေအိတ်နေတာကိုမကြည့်ရလို့ပြန်လဲညဝေပေးတာအခုကျွန်တော်ပြောတဲ့နီးစနစ်လေးကိုလုပ်ပါအခုကျွန်တော်ပြောတဲ့နီးစနစ်ဆိုတာလေကျွန်တော်ဘာမင်းတိန်ကရဲ့ပညာဖြစ်ပါတယ်ဘာမင်းတိန်ကရဲ့ကျွန်တော်တို့နီးစနစ်တွေပညာတွေဖြစ်ပါတယ်ပေါ့နော် အဲ့တော့တခြားလေးမိတ်ဆွေဘက်ကတခြားလေးလုပ်ဖို့ပဲလိုပါတယ်အဲ့တော့ကျွန်တော်လက်ဆောင်လေးတစ်ခုလေးဆက်ပြောလိုက်အောင်မယ်။ဝါရင်းကာလမှာကျွန်တော်တို့အရင်ကကလိုပဲရွှေဘုံဇီရိုမြကြီးရဲ့တနင်္ဂနွေတောင်တာရီမင်းခေါင်းလောင်းကြီးမှာကျွန်တော်ပတိတွေစိတ်ရမယ်ပေါ့နော်။အဲ့တော့မိတ်ဆွေတို့လည်းကျွန်တော်အနေလေးချိန်ပေးပြီးလာလို့ရရင်လာဖို့ဖိတ်ခေါ်ပါရစေ။ပတိမရှိဘူးဆိုလည်းပတိပေးမယ်။လုံးဝမဲ့ဒိဋ္ဌံမရှိဘူးဆိုလည်းဒိဋ္ဌံစာလေးတွေပေးမယ်။အဲ့တော့အဓိကလေးတော့အရဟံသိတိကိုစိတ်မှာအရဟံသိတိကိုစိတ်မှာ အနန္တိတိဆိုတဲ့ဟာလေးကိုအနန္တိတိဆိုတဲ့ဂုံတော်စိတ်မှာပေါ့နော်အဥ္စရာကိုစိတ်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုလည်းဖိတ်ပါတယ်ကျွန်တော်မိတ်ဆွေတွေလည်းအခုကိုရောင်းကျင်တဲ့ပစ္စည်းတွေအမြန်ဆုံးဝင်မဲ့သူအမြန်ဆုံးလာပြီးအမြန်ရောက်ထွက်ပါစေလို့မေတ္တာပို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာ